မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ31ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့လက်နက်ကင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေနိုင်ငံရေးတွဲဆုံမှုတွေပြုလုပ်တဲ့အခါမှာကိုယ့်အတွက်ပဲဆိုတဲ့စိတ်တမျိုးမရှိဖို့လိုတယ်လို့ငင်းကြိမ်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်ကိုရီးယားကို ညူဆိုင်းရင်တော့ရင်းငုံတင်ပေါ်တိဆောက်ခွင့်ပြုခဲ့ရတဲ့ဆွဲတဲ့တင်အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့နိုင်ငံတကာတဲ့တင်နဲ့အားကစားတဲ့တင်တွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့လက်နက်ကင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့တိုင်းရင်သားလက်နက်ကင်အဖွဲ့တွေနိုင်ငံရေးတွဲဆောင်မှုတွေပြုလုပ်တဲ့အခါမှာကိုယ့်အတွက်ပဲဆိုတဲ့စိတ်တမျိုးမရှိဖို့လိုတယ်လို့ငြိမ်းချမ်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကပြောဆိုလိုက်တဲ့တဲ့တင်ပဲဖြစ်ပါတယ် မြန်မာတမရော်နဲ့လက်ရှိလက်နက်ကင်ပဋိပက္ခတွေဖြစ်ပွားနေတယ်တိုင်းရင်းသားလက်နက်ကင်အဖွဲ့တို့နိုင်ငံရေးတွိတ်ဆုံမှုတွေပြုလုပ်တဲ့အခါမှာကို့အတွက်ပဲဆိုတဲ့စိတ်တမျိုးမရှိဖို့လိုတယ်လို့ငင်းကြိမ်လုံငန်းစင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါတယ်နိုင်ငံရေးအရာတွိတ်ဆုံဆွေးနွေးမှုတွေပြုလုပ်မယ်ဆိုပါကသူ့အတွက်ကို့အတွက်ဆိုတဲ့စိတ်တမျိုးနှစ်ဖက်အင်အားစုမှလိုအပ်ကြောင်းတမတာတွိတ်ဆုံဆွေးနွေးရေးအောင်မြင်မှာဖြစ်ကြောင်းလည်းသူကပြောပါတယ်မိမိတို့ဘက်ကဖြစ်နိုင်တာကိုလှုပ်ပေးမှဖြစ်ပြီးတိုင်းရင်းသားနဲ့သက်ဆိုင်ရာပုံကိုယ်တွေက ဖြစ်နိုင်တာကိုပြောကြလှုပ်ကြဖို့နဲ့မဖြစ်နိုင်တာတွေကိုရှောက်ပြောပြီးလုပ်နေလို့မရကြအောင်ကော်မရှင်ဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်လိုင်က2025ခုနှစ်အောက်တိုဘာ15ရက်ကပြုလုပ်တဲ့ NCA 10နှစ်ပြည့်အခမ်းအနားမှာပြောဆိုခဲ့တာပါ။တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုတွေဟာဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုတွဲဆောင်ဆွေးနွေးပြီးမှသာပြောလို့ရမှာဖြစ်ကြောင်းတွဲဆောင်ဆွေးနွေးမှုတွေမပြုလုပ်ရသေးပဲပြောလို့မရကြောင်းငင်းကြိမ်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါရစေ။ဖြစ်နိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးပြီးတော့မှပြောလို့ရပါလိမ့်မယ်။မတွေ့သေးသေးနဲ့ပြောလို့မရဘူးပေါ့နော်။အာကျွန်တော်အဲ့လိုမြင်ပါလေ။အတွေ့အကြုံဆိုလို့ရှိရင်အကျွန်တော်ကတရားတောင်းတယ်အာကျွန်တော်မှခင်ဗျားကိုတရားပေးလို့ရှိရင်ကျွန်တော်တို့ဘာမှမကြံတော့ဘူးကျွန်တော်တို့လည်းစဉ်းစားပေးပါဦးဆိုတာမျိုးတွေရှိလာမှာပေါ့နော်အဲ့ဒါရှိတာလို့ရှိရင်ဟာ ငါတို့90 90ယူမလားဆိုတာမျိုးတည်းလာမှာပေါ့ဒါဟာသူ့ဆုံးပြီးတော့မဆုံးဖြတ်နိုင်တဲ့အိစာဖြစ်ပါလေဒိန်းရမဆိုအာစင်ဒီလိုမျိုးသူ့ဆုံးဆွေးနွေးနေနေမှာလဲကျွန်တော်တို့မှာနှစ်ခုမတော်ခင်တည်းကကျွန်တော်ပြင်ဆင်ရမယ်စိတ်ရှိပါစိတ်ဓာတ်ရှိပါအဲ့စိတ်ဓာတ်ကပါလေဟာငါငါဘုံပဲဆိုတဲ့ဟာမျိုး မရှိဘူးလို့ပါနဲ့နှစ်ဖက်စလုံးကမရှိဘူးလို့ပါနဲ့သူ့ဘုံကိုယ်ဘုံဆိုတော့စိတ်ဓာတ်မြတ်တော်ကိုလို့ပါတယ်နော်တကယ်လို့သူ့ဘုံကိုယ်ဘုံနဲ့စိတ်ဓာတ်မြတ်တော်ရဲ့ဆိုလို့ရှိရင်ဘယ်ကြီးနဲ့မဆိုကျွန်တော်တို့တွေ့ဆုံဆုံညီမှုကအောင်မြင်ပါပါလက်ရှိမှာမြမတက်မတော်အနေနဲ့ငင်းကြေးလုပ်ငန်းတွေ NCA အခမ်းအနားတွေလှုပ်ဆောင်ရမှာ NCA လက်မှတ်ထိုးထားတဲ့ခုနှစ်ဖွဲ့တခြားမိတ်ဖက်တွေဖြစ်တဲ့ UWSA, NDAA, SSPP, နိုင်ငံရေးပါတီတွေတိုးနေတာမြင်တွေ့ရတာပါလက်ရှိမြန်မာစစ်ရေးအရာဖြစ်ရှင်းနေကြတဲ့တိုင်းဒေသလက်နက်ကိုင်အင်အားစုတွေနဲ့တွေ့ဆုံမှုတွေအားနေနေကြောင်းဒါပေမဲ့ MNDAA နဲ့ TNL တို့ကိုတော့တရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုနဲ့တွေ့ဆုံမှုတွေရှိကြောင်း KIA နဲ့ကတော့တွေ့ဆုံဆွေးနွေးမဲ့နေရာကိုညှိနှိုင်းနေစေဖြစ်ကြောင်းသိရပါတယ်ရွေးကောက်ပွဲအပိုင်းတစ်ကိုလာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ်လို့ပြောဆိုထားတာကြောင့်ရွေးကောက်ပွဲမတိုက်ခင်မှာ ။ NCA ဆွေးနွေးတော့ကလူမျိုးတပြည်နယ်လုံးအနှံ့ခေါ်ပုံဖြစ်နိုင်သေးကြောင်းလဲငင်းချိန်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်ကစီရင်နေတဲ့တင်ဌာနကိုပြောပါရစေ။ဒီယူခေါ်ပေးမှတိုင်းချင်းမှာတော့ကျွန်တော်မြင်တာကတော့ဖြစ်နိုင်ရင်တော့တဖွဲ့ချင်းလောက်ပဲဖြစ်နိုင်တယ်။အဲဒီ NCA လုံးကလို့ပဲတခါတယ်။တပြည်လုံးအနှံ့ဆိုပြီးတော့မှခေါ်ရမျိုးနော်။အဲ့လိုမျိုးတော့မဖြစ်နိုင်သေးဘူးပေါ့ဗျာ။နော်။ အာဒီလိုတော့လည်းပဲအာရွေးကောက်ပွဲပြီးလို့ပေါ်လာတဲ့လွတ်တော်နဲ့အစိုးရမှာတော့အဲ့ဒီမှာဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီအခြေမှာအာဒီလိုအနောက်လုံနိုင်ဖို့ဆိုတာပေါ်လာနိုင်ပါတယ်နော်ပေါ်လာပါစီလို့လည်းကျွန်တော်လည်းဆုတောင်းပါတယ်လက်ရှိမြန်မာနိုင်ငံရေးကိုပြုပြင်ပြောင်းလဲလိုက်ပါကငင်းကြေးဆောင်ရွက်မှုပိုအဆင်ပြေနိုင်ကြောင်းစည်ရင်းတဲ့နိုင်ငံရေးအကြက်ခက်တွေကထောက်ပြကြပါတယ် ဒါပြင်တက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့တွဲဆောင်ဆွေးနွေးရေးအတွက်ဖိတ်ခေါ်ရမှာကိုယ်တိုင်တွားရောက်ထွက်တွေ့တာထက် လာရောက်တွေ့ဆုံမှုတွေကိုလက်ခံတွေ့ဆုံနေခြင်းအပေါ်ကိုလည်းပြန်လည်စဉ်းစားတည်ကြောင်းသူတို့ကထောက်ပြကြပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခင်ကျင်းမှာတွဲဆောင်ဆွေးနွေးရေးအတွက်အရင်းစားသမရဦးသိန်းစိန်လက်ထက်ကအသုံးပြုခဲ့တဲ့လူပုဂ္ဂိုလ်တွေကိုပြန်လည်ထုတ်သုံးတင်ကြောင်းလည်းအကြံပြုမှုတွေရှိပါတယ်။လက်နက်ကင်ပဋိပက္ခတွေနဲ့အတူတိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်တွေ အကောင့်ထဲမပေါ်သေးဘူးလို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကြီးကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှင်းစားလိုက်ရအောင်ပါ မြန်မာနိုင်ငံမှာလွတ်လပ်ရေးရပြီးကလေးကဖြစ်ပွားလာခဲ့တဲ့လက်နက်ကင်ပိခါတွေနဲ့အတူတိုင်းရင်းသားတွေရဲ့မျောလင့်ချက်တွေအကောင့်ထဲမပေါ်သေးကြောင်းပြည်သူပါတီ PP ဥက္ကရာဥက္ကိုကြီးကစီရင်နေသတင်းဌာနကိုပြောပါရယ်ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးတွေဟာကိုပိုင်ပြဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးတိုင်းရင်းသားတန်းတူညီမျှအခွင့်အရေးရရှိရေးကိုကံကြမ္မာကိုဖန်တီးခွင့်ရရှိရေးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဒီမိုကရေစီစနစ်ထွန်းကားရေးစတဲ့အချက်တွေအားတောင်းဆိုပြီးလက်နက်ကင်တော်လှန်ရေးရှိပါရယ်လက်နက်ကင်နီးလန်နဲ့ဆက်သွားလဲလက်နက် က်ပြည်သူတွေဒုက္ခရောက်ပြီးလက်နက်ကင်တပ်ဖွဲ့တွေတေးကျေးပျက်စီးတာကလွယ်ပြီးနိုင်ငံရေးရလက်မတွေ့ကြောင်းပြည်သူပါတီ PP ဥက္ကရာဥက္ကိုကြီးကဆင်နိုင်သတင်းဌာနကိုပြောပါရတယ်။ဟိုအခုတည်းကတော့လေကျွန်တော်တို့ဟိုပြောရင်လွတ်လပ်ရေးနဲ့အတူလက်နက်ကင်ပြည်ပခပေါက်ပွားလာတာအဲအခုချိန်ထိဘယ်သူကမှဟိုမှာတိုင်းရင်းသားဆိုလဲတိုင်းရင်းသားတွေရဲ့သူတို့ညှိနှိုင်းတဲ့ညှိနှိုင်းချက်တွေအကောင့်ထဲမပေါ်ပါဘူးတကယ်တကယ်ကြတော့ အဲ့တော့ပြိပခကြောင့်မလို့ဒီလက်နက်နဲ့ဒီသူတွေပူတေကြကြေကြပြေးရရှောင်းရပုံးရဆိုတဲ့အဖြစ်တွေကဒါကျွန်တော်တို့ဒါနှိမ့်ချတယ်ဒီပါ ကျုံမဲ့ပြီးအဲ့တော့လက်မြတ်တိုင်းနီးလမ်းနဲ့ဖက်သွားလေပဲခုနလိုကျန်းနေတဲ့တီတူတွေအတူကရောက်တယ်နှစ်ဖက်ကလက်မြတ်ကန်တောက်ပွေတီတီနဲ့ကြီးတယ်ဆိုတာကလွဲပြီးတော့နိုင်ငံကြီးရလက်ကျွန်တော်တော့မတွေ့ပါဘူးမိမိတို့တိုင်းရင်းသားတွေဟာဖက်ဒရယ်လိုလားသူတွေဖြစ်ပြီးဖက်ဒရယ်ဟာပြည်တော်စုမှခွဲထွက်လို့တဲ့သဘောမဟုတ်ကြောင်းကိုပိုင်ပြဌာန်းခွင့်ကိုပိုင်အုပ်ချုပ်ခွင့်တွေဟာရှိကိုရှိရမယ့်အရာတွေဖြစ်တဲ့အတွက်ဝင်းကြီးချုပ်ခန့်အပ်ရေးနဲ့ပတ်သက်တဲ့ပုံမှန်261မှာမပြည့်မနေပြင်ဆင်ရမယ့်ပုံမှန်ဖြစ်ကြောင်းစီရင်တဲ့နိုင်ငံရေးလေးလာတုံးသက်သူတွေက ထောက်ပြကြပါရယ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာလက်နက်ကင်အင်အားစုတွေရဲ့အခန်းကဏ္ဍတစ်ခုတည်းမဟုတ်ဘဲအိနီးချင်းနိုင်ငံတွေရဲ့အခန်းကဏ္ဍတွေလည်းပါဝင်လာကြောင်းပြည်သူ့ပါတီ PP ဥက္ကရာဥက္ကိုကြီးကပြောပါရယ်ဟိုတစ်ခုကတော့အခုကျွန်တော်တို့တနက်ကရင်ပြည်ပကကပြည်တွင်းအဓိကကတော့အင်အားစုတွေအားလုံးတားနေမှုရအောင်သဘောတူညီမှုရအောင်ကြိုးစားအောင်ပါဆိုတော့တစ်ချိန်တည်းမှာ လည်းလည်းကာယပတိတကနဲ့ဆက်ဆက်တဲ့ဒီဘွားကြီးကိစ္စတွေအကျိုးစီးပွားတွေလည်းပါလာအဲ့တော့ပါလာတော့ကျွန်တော်တို့အိမ်ကြီးချင်းနိုင်ငံတွေရဲ့အခမ်းအနားတွေလည်းပါလာတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးဟာဒီလည်းလည်းကာယအင်အားစုတွေကြီးပဲမဟုတ်ပဲနဲ့ဆက်ဆက်နေတဲ့ဒီအိမ်ကြီးချင်းနိုင်ငံတွေရဲ့အခမ်းအနားရောဒီမှာအာရှန်အပါအဝင်ပေါ့ဒေတာတွေနိုင်ငံတွေရဲ့အခမ်းအနားပါပူးပေါင်းပါဝင်လာအောင်ခြေပြက်နဲ့ချင်းကြီးတွေပြအောင်တော့ဆောင်ရွက်သွားမှာဖြစ်ပါတယ် လက်ရှိမြန်မာနိုင်ငံမှာလက်နက်ကိုင်အဖွဲ့အစည်းများစွာရှိနေတဲ့အချိန်2020ခုနှစ်ဖေဖော်ဝါရီတရက်နောက်ပိုင်းပြောင်းလဲသွားတဲ့နိုင်ငံရေးအခင်းကျင်းတဲ့အတူနောက်ထပ်လက်နက်ကိုင်အဖွဲ့အစည်းပေါင်းရာနဲ့ချီထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါလက်နက်ကိုင်အဖွဲ့အစည်းတွေဟာတပ်ဖွဲ့နဲ့တပ်ဖွဲ့တောင်းဆိုမှုတွေရည်ရည်ချက်တွေမတူညီကြပါဘူး။ပြည်သူတွေအနေနဲ့အကြောင်းမျိုးမျိုးကြောင့်စစ်မှုမထမ်းဆောင်လိုပါကစစ်မှုထမ်းဥပဒေကင်းလွတ်ခွင့်အခွန်တော်ဥပဒေကြမ်းရေးဆွဲပြီးတက်ဆိုင်ရာကိုတင်ပြထားတယ်လို့ နိုင်ငံရေးလိလသုံးသက်သူဒေါက်တာအောင်မျိုးကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှင်းစားလိုက်ရအောင်ပါမြန်မာနိုင်ငံအတွင်းရှိပြည်သူတွေအနေနဲ့အကြောင်းအမျိုးမျိုးဆင့်မှုမထမ်းဆောင်လိုပါကဆင့်မှုထံဥပဒေကင်းလွန်ခွင့်အခွန်တော်ဥပဒေကြမ်းရေးဆွဲပြီးတပ်ဆိုင်ရာကိုတင်ပြထားရလို့နိုင်ငံရေးလေလာတုံးသက်သူဒေါက်တာအောင်မျိုးကစင်နယ်သတင်းဌာနကိုပြောပါတယ်။နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ရည်ရွယ်ပြီးပြည်သူဆင့်မှုထံဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာစတင်အာဏာတည်စေခဲ့ပြီးလက်ရှိအချိန်မှာပြည်သူဆင့်မှုထံတင်နန်းအပတ်စဉ်7ခုထိရှိပြီးဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှာကိန်းလုံးခွင့်အခွန်တော်ဆိုတဲ့ဥပဒေကြမ်းတစ်ခုရေးဆွဲထားပြီးဖြစ်ကြောင်းအဲ့ဒီဥပဒေကြမ်းကိုနိုင်ငံတော်မှအတည်ပြုခဲ့မယ်ဆိုရင်လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကိုအဖက်ဆယ်နာလိုက်မယ်လို့နိုင်ငံရေးလှိလသုံးသက်သူဒေါက်တာအောင်မျိုးကစင်နယ်တင်းဌာနကိုပြောပါရတယ်။ကျွန်တော်အိုင်ဒီယာတက်တပါကျွန်တော်ကတော့ Ministry of Service Exemption Tax ကိုခေါ်တဲ့အဲ့ဒီစစ်မှုထမ်းဆောင်ခြင်းမှာပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှာကိန်းလုံးခွင့်အခွန်တော်ဆိုပြီးတော့အဲ့ဒီဥပဒေကြမ်းတစ်ခုကိုကျွန်တော်က ရေးထားပါလေကြီးစားပြီးတော့ကျွန်တော်စင်မူတာအဖွဲကကျွန်တော်တို့ဒီဘုံကြီးခင်မောင်ဆင့်ပေါ့နော်အလုပ်တင်ကူကသူကတစ်ဆင့်ကျွန်တော်ကစင်မူတာခန္ဓာချက်ကိုတင်ပြပြီးတော့နိုင်ငံတော်ဆက်ပြီးတင်ပြပြီးတော့ဆက်ပြီးတော့ကျွန်တော်ကအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့အခုတည်းကတော့ဒါကထွက်မလာသေးပါဘူးကျွန်တော်အဲ့ဥပဒေချမ်းကို complete ပါကျွန်တော်ရေးထားတာပေါ့နော်အတီးပြည့်ရမယ်ဆိုရင်တော့ ဒီကကဒီအခုဟိုပါတော့နော်အကြောင်းမျိုးရောက်စစ်မှုမထမ်းဆောင်လို့တဲ့လူတွေကအခွန်ပြီးဆောင်ကြတဲ့ကျဉ်းခွင့်ရမယ်ဆိုရင်တော့ဒီဒီနိုင်ငံတော်တဲမှုအပြင်ထွက်သွားတဲ့လူငယ်တွေဒါပြီးတော့အဲဒီတိုးကျင်ပေါ့နော် resource resource ပါရှင်တွေပေါ့နော်သူညာလူသားတွေပညာရှင်တွေပြောင်းဝင်လာတဲ့ခါမှာတန်းပစ္စည်းပိုင်းအပြောင်းမြင်လာမယ်လူရည်မယ် ်ပြန်ကျက်လာမယ်ဆိုရဲအစကရာပေါ့နော် GDP ပါညာအကုန်ပါသွားမှာပေါ့နော်အဲအဲ့ဒီအချက်ကတော့ကျွန်တော်တို့လိုပါတယ်အဲ့တော့အဲ့ဒါကတော့ကျွန်တော်တို့အဓိကနိုင်ငံရေးထွက်ပေါက်နေကျွန်တော်တို့ပေါ့နော်ခုနဒီအဲ့ဥတွေထုတ်ပြန်လိုက်ပြီးတော့ကျွန်တော်တို့ထိတင်းရတဲ့သဘောပါပဲလက်ရှိမြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေကြောင့်မြန်မာနိုင်ငံအသွင်းရှိလူငယ်လူရွယ်တွေပြည်ပနိုင်ငံတွေကိုထွက်ခွာသွားကြတယ်လို့စစ်မှုထမ်းဆောင်မှုခေါ်ဆောင်ခံရတာတွေကြောင့် အလုပ်လုပ်နေတဲ့လူငယ်လူရွယ်ဥယျာဉ်မှာရောကြလာနေတယ်လို့စေရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကအထောက်ပြကြပါတယ်။အဲဒီနောက်လူဦးရေရောကြလာတဲ့အတူအလုပ်သမားရှာပါခြင်း၊ကောင်ထုတ်လုပ်ငန်းတွေနှေးကွေးလာခြင်း၊လူဦးရေရောကြခြင်း၊ဘေးရန်နေရာတွေကြုံတွေ့လာရခြင်းစတဲ့အခြေအနေတွေကိုလည်းရင်ဆိုင်လာနေရတယ်လို့စေရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကအထောက်ပြကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကန်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြကြောင်းနှစ်ဖက်စလုံးကစစ်မှုထမ်းဖို့အတွက်လူငယ်လူရွယ်တွေကိုခေါ်ဆောင်တာဖမ်းဆီးတာတွေအချိန်မီလှုံ့ဆော်နေကြပါတယ်။ ဲ့ဒါကြောင့်လက်နက်ကင်ထားကြတဲ့အဖွဲ့အစည်းတွေရဲ့စစ်မှုထမ်းခေါ်ဆောင်တာတွေရက်သက်နိုင်ရဲ့အတွက်နိုင်ငံရေးပါတီနဲ့နိုင်ငံရေးအကဲခတ်တွေကနီလန်ပေါင်းဆောင်တဲ့ဂျိုးပန်းလျက်ရှိနေပါတယ်။စီအန်အာသတင်းထောင်နိုင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်ကိုရီးယားကို New Sun in 3ရင်းငုတ်သင်းပေါ်တိစောက်ခွင့်ပြုခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တောင်ကိုရီးယားကိုအမေရိကန်မှာနျူကလ ியர் စွမ်းအင်တို့ရင်းငုတ်သင်းပေါ်တစဉ်တိစောက်ခွင့်ပြုပေးခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအောက်တိုဘာ30ရက်မှာပြောကြားခဲ့တယ်လို့ DW သတင်းဝဆိုက်ကဖော်ပြခဲ့ပါတယ်။ထရန့်ဟာတောင်ကိုရီးယားမှာတောင်ကိုရီးယားသမ္မတလီဂျေမြောင်နဲ့တွေ့ဆုံခဲ့ပြီးနောက်အဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒါပြင်တရုတ်သမ္မတချင်းချင်းပင်နဲ့တွေ့ဆုံတဲ့အစည်းအဝေးမတိုင်မီထရန့်ရဲ့မျက်ချက်စကားတွေထွက်ပေါ်လာတာဖြစ်ပါတယ်။တရုတ်ဟာလည်းနျူကလ িয়ার ရင်ငုတ်သင်္ဘောတွေကိုပန်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။သူတို့တောင်ကိုရီးယားမှာ အခုရှိနေတဲ့ခင်မမီပဲပြင်မြန်မှုနေတဲ့ဒီဆက်စွမ်းရင်တော့ရင်ကုန်သင်္ဘောလူတက်ဆိုင်ယူကလီးယားစွမ်းရင်တော့ရင်ကုန်သင်္ဘောတစ်စင်းတိဆောက်ဖို့ကျွန်တော်ခွင့်ပြုပေးခဲ့ပါတယ်လို့ထရန်ကသူ့ရဲ့ True Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်ဒီရင်ကုန်သင်္ဘောကိုအမေရိကန်ရဲ့ဖီလာဒဲဖီးယားမြို့မှာတိဆောက်သွားမယ်လို့လည်းထရန်ကပြောကြခဲ့ပါတယ်ကျွန်တော်တို့နိုင်ငံမှာသင်္ဘောတိဆောက်မှုဟာအကြခင်အချိန်အတွင်းမှာပဲအင်းနဲ့အားနဲ့အချိန်ပြန်ကောင်းလာပါလိမ့်မယ်လို့သူကဆိုပါတယ်တောင်ကိုရီးယားသမ္မတလီဟာ ယူကလီးယားစွမ်းအင်တို့ရင်ကုန်တင်မောတွေအတွက်လောင်စာတွေရယူခွင့်ပေးဖို့ထရန့်ကိုတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ယူကလီးယားစွမ်းအင်တို့ရင်ကုန်တင်မောတွေဟာတောင်ကိုရီးယားအတွက်ရေရှိမှမြောက်ကိုရီးယားနဲ့တရုတ်တင်မောတွေကိုခြေရခံရမှာပုံမကောင်းမွန်စွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ယူကလီးယားရင်ကုန်တင်မောနည်းပညာဟာအမေရိကန်မှာအလွန်ထိလွယ်ချလွယ်ရှိပြီးလုံခြုံစွာကာကွယ်ထားတဲ့နည်းပညာတွေထဲမှာတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဥရောပမှာတရုတ် EV ကားတွေရောင်းအမြင့်တက်ခဲ့ရတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ ပြီးခဲ့တဲ့လအတွင်းတရုတ်ရဲ့လက်စစ်ကားကုမ္ပဏီဖြစ်တဲ့ BYD ကုမ္ပဏီဟာဥရောပမှာလက်စစ်ကားတွေစံချိန်တွေရောင်းဝယ်မြင့်တက်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ BYD ဟာသူ့ရဲ့လက်စစ်ကားတွေကို model အမျိုးမျိုးနဲ့အများပြားထုတ်လုပ်ခဲ့ပြီးသူ့ရဲ့အယောင်ကွန်ရက်ကိုချဲ့ထွင်ခဲ့တဲ့အတွက်လက်စစ်ကားဈေးကွက်မှာလွှမ်းမိုးထားတယ်။ Tesla ကုမ္ပဏီနဲ့ရောင်းဝယ်ကွာခြားမှုကိုကျင်းပြောင်းစေခဲ့ပါတယ်။ရှန်ကျန်းမြို့အခြေဆိုင် BYD ကုမ္ပဏီဟာစက်တင်ဘာလအတွင်းဥရောပမှာလက်စစ်ကားအစီအ2,463စီးရောင်းချနိုင်ခဲ့ပြီး ပြီးပြီးခဲ့တဲ့နှစ်ကာလတူကရောင်းချနိုင်ခဲ့တဲ့ကာစီ9013စီးနဲ့နိုင်ရှင်ရာဝ9ဆနီးပါးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း ACE ရဲ့မှတ်တမ်းတွေကသိရပါဗါး ACE ဟာဥရောပတမကဗြိတိန်အိုင်စလန်လက်ချစ်စတိန်နော်ဝေးဆွစ်ဇာလန်နိုင်ငံတွေမှာမော်တော်ယာဉ်ရောင်းချမှုတွေကိုစင်ကောက်ခံတဲ့အဖွဲ့ဖြစ်ပါတယ်အခုနှစ်စက်တင်ဘာလကအမေရိကန်ရဲ့တက်စလာကုမ္ပဏီဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကဥရောပမှာမော်တော်ယာဉ်ရောင်းချမှုပမာဏနဲ့နိုင်ရှင်တစ်ဆယ့်တသမ 900ခန်းတော့ရောကြခဲ့ပြီးကားအစီးရေ3938စီးရောင်းချနိုင်ခဲ့ပါတယ်။ကိန်းကနန်းတွေက BYD ရဲ့နိုင်ငံတကာမဟာဗျူဟာကတော်တော်အလုပ်ဖြစ်တယ်ဆိုတာတက်သေးပြနေပါတယ်လို့ရှန်အမ်းမျိုးရှိတတိပုဂ္ဂလလေးလာသူဖြစ်တဲ့ကော်ရှန်းကပြောကြခဲ့ပါတယ်။ကမ္ဘာအကြီးဆုံး EV ကုမ္ပဏီဖြစ် BYD အနေနဲ့သူ့ရဲ့ဒီဇိုင်းနဲ့ကုန်တော့စွမ်းရည်တွေကိုပြသဖို့တရုတ်နိုင်ငံအပြင်ဘက်မှာရောင်းအောင်ဆက်လက်မြင့်တင်ဖို့လိုအပ်နေဆဲဖြစ်တယ်လို့သူကဆိုပါတယ်။ BYD ကုမ္ပဏီဟာ96ခုနှစ်ကြာရင်ဥရောပမှာသူ့ရဲ့ကားရောင်းပြကန်တွေကို ကိုလက်ရှိတဲ့နှစပုံမှုဖွင့်လှစ်ဖို့စီစဉ်ထားကြောင်း BYD ကုမ္ပဏီရဲ့အလုံးမှုဆောင်ဒုဥက္ကဋ္ဌဆရလာလီကပြည်ရဲ့အလတွင်ကညနေမျိုးမှာပြုလုပ်တဲ့ IAA Mobility ညီလာခံမှာပြောကြားခဲ့ပါတယ်။ဥရောပမှာ BYD ကုမ္ပဏီရဲ့ကားမော်ဒယ်73မျိုးကိုရောင်းချနေပြီ။2028ခုနှစ်ဆိုရင်ဥရောပမှာရောင်းချမဲ့ကားတွေအားလုံးကိုပြည်ထဲမှာထုတ်လုပ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အိန္ဒိယရဲ့ဆိုလာပြထုတ်လုပ်ရေးကဏ္ဍကိုမြင့်တင်ဖို့ရည်ရွယ်ခဲ့တဲ့ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှုဟာ စားသုံးသူတွေအတွက်ကုန်ကြမ်းစိတ်တွေမြင့်တက်စေခဲ့တဲ့ဆွေတဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ဆိုလာဈေးကွက်ကိုတရုတ်ရဲ့လွှမ်းမိုးမှုကိုရင်ဆိုင်ရမှာ အိန္ဒိယရဲ့ဆိုလာပြထုတ်လုပ်ရေးကဏ္ဍကိုမြင့်တင်မှုရည်ရွယ်ခဲ့တဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမှုဟာ project တွေနဲ့စားသုံးသူတွေအတွက်ကုန်ကျစရိတ်တွေမြင့်တက်စေခဲ့တယ်လို့ Nikki Asia ကဖော်ပြခဲ့ပါတယ်။အိန္ဒိယဟာ2022ခုနှစ် AB လကလေးကပြည်ပမှဝယ်ယူတင်သွင်းတဲ့ဆိုလာပြတွေအပေါ်အခွန်40ရာခိုင်နှုန်း၊ဆိုလာဆဲဆိုလာပြတွင်ပါဝင်တဲ့ဆိုလာအကွက်တွေအပေါ်အခွန်25ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။အိန္ဒိယရဲ့ဆိုလာပြဝယ်ယူတင်သွင်းမှုစုစုပေါင်းရဲ့80ရာခိုင်နှုန်းကျော်မှာတရုတ်နိုင်ငံမှာဝယ်ယူတင်သွင်းနေရတာဖြစ်တာကြောင့် အဲ့ဒီလိုကုံသွဲကွန်တိုးမြင့်မှုဟာ တရုတ်ထုတ်ကုန်တွေပေါ်မိခိုမှုကိုလျှော့ချဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုအခွန်တိုးမြင့်မှုကြောင့်အိန္ဒိယရဲ့ဆိုလာပြားထုတ်လုပ်ရေး project တွေအတွက်ကုန်ကျစရိတ်တွေက20ရာခိုင်နှုန်းမှ25ရာခိုင်နှုန်းထိပုံပုံများပြားလာခဲ့တယ်လို့လေ့လာသူတွေကပြောကြခဲ့ပါတယ်။ဒါပြင်အခွန်တိုးမြင့်ကောက်ခံမှုမတိုင်မီ solar project တွေကိုလေလံဆွဲခဲ့တဲ့လုပ်ငန်းရှင်တွေဟာကုန်ကျစရိတ်တွေမြင့်တက်လာမှုကြောင့်သူတို့ရဲ့ project တွေကိုဆက်လက်လုပ်ခိုင်ဖို့ရုန်းကန်နေရပါတယ်။အဲ့လိုကုန်ကျစရိတ်တွေမြင့်တက်မှုကြောင့် solar ပြားထုတ်လုပ်သူတွေဒါမှကတဆင့်ခံဖြန့်ချိပေးတဲ့ မ္ပဏီတွေနဲ့စားသုံးသူတွေအတွက်လည်းဈေးနှုန်းအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ကုန်စည်ကုန်တိုးမြှင့်မှုဟာပြည်ရင်းဆိုလာထုတ်လုပ်သူတွေကိုကာကွယ်ပေးဖို့ရည်ရွယ်ပေမဲ့ဆိုလာစွမ်းအင်ဈေးနှုန်းတွေကိုပုံပုံမြင့်တက်စေခဲ့ပါတယ်။အိန္ဒိယဟာ2030ပြည့်နှစ်မှာဆိုလာစွမ်းအင်ကဲ့သို့ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်အားကို900ဂင်ဂါဝတ်ထိထုတ်လုပ်နိုင်ဖို့ညွှန်မှန်းထားပေမဲ့တတ်မှတ်ချက်ကိုပြည့်မီဖို့ကုန်ကြမ်းစည်မြင့်တက်မှုတွေကအတားအဆီးတစ်ဖွဲ့ဖြစ်နေပါတယ်။ ဆိုလာထုတ်လုပ်သူတွေကလည်းဆိုလာပြားအစ်စ်တွေရောင်းချမှုအခြေအနေဟာနှေးကွေးလာနိုင်ပြီးအိန္ဒိယရဲ့ရာသီဥတုနဲ့စွမ်းအင်လုံးကျုံရဲ့ရည်မှန်းချက်တွေကိုထိခိုက်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။စီနာတဲ့တင်ထားနေအောင်ဆုံးတင်တပုတ်အနေနဲ့အောက်စားတင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ပရီးမီးယားလိဘလာကို United ရရှိနိုင်တယ်လို့ကစားသမားဟောင်းဖြစ်သူနာနေကပြောဆိုလိုက်တဲ့တင်ပဲဖြစ်ပါတယ်။ ပရီးမီးယားလိပြိုင်ပွဲမှာ၃ဘက်ဇက်တက်အနိုင်ရပြီးရလက်ကောင်းတွေပြန်ရရှိနေတဲ့ယူနိုက်တက်အသင်းဟာအမဘေးဖလားကိုရရှိနိုင်တယ်လို့ကစားသမားအောင်ဖြစ်သူနာနီကပြောခဲ့ပါတယ်။နာနီကဘာကြောင့်မဖြစ်နိုင်ရမှာလဲ။သူတို့ဟာခိုင်မာတဲ့အသင်းကိုတီဆောက်နေပြီးဇယားထိတ်မှအမြဲတမ်းရှိနေတယ်။အာဆင်နယ်၊လီဗာပူး၊ချဲလ်စီ၊မန်စီးတို့နဲ့ရှင်ပြိုင်မှုအထဲကိုပြန်လည်ဝင်ရောက်နိုင်ဖို့ကြိုးစားနေပါတယ်။ဒါကြောင့်လဲသူတို့ဟာအခုချိန်မှာအဲ့ဒီနေရာကိုရောက်ရှိနေပါပြီ။သူတို့မှာအလားအလာကောင်းတွေရှိပါတယ်။ဒါမဲ့ပွဲစဉ်အနေနဲ့မှာသူတို့အနိုင်ရရင်အရာအလုံးပြောင်းလဲသွားနိုင်ပါတယ်။ပွဲတွေသာဆက်ပြီးအနိုင် ိုင်ယူနိုင်ရင်ဒီနေ့မဟုတ်ရင်တော့လာမယ့်ရာသီအတွက်ယုံကြည်မှုရနိုင်တယ်လို့ United ရဲ့အမတ်ပြပလာအခွင့်အရေးနဲ့ပတ်သက်ပြီး Cavas.com နဲ့အင်တာဗျူးမှာပြောခဲ့တာပါ United အသင်းဟာရာသီအစတုန်းက Grisby အသင်းကိုအရင်းနေက Carabao ဖလားပြန်ပွဲကနေထွက်ခွာခဲ့ရတဲ့ပွဲပါဝင်အဖွဲ့ပွဲ၅ပွဲမှာတပွဲသာအနိုင်ရခဲ့တဲ့အထိရလက်တွေဆိုးရွားခဲ့ပါတယ်အဲဒါကြောင့်နီးပြအာမိုရင်ဟာယာရုကနေထုတ်ပယ်ခံရမဲ့ဖိအားတွေအများကြီးခံစားခဲ့ရတာပါ ဒါပေမဲ့ပေါ်တူဂီလူမျိုးနီးပြအာမော်ရီဟာယူနိုက်တက်အသင်းကိုဆန်နာလန်၊လီဗာပူးနဲ့ဘရိုက်တန်အသင်းတို့ပွဲစဉ်တွေမှာနိုင်ပွဲတွေရရှိအောင်ကင်ွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာဒါပေမဲ့နော်တင်ယမ်ဖောရက်အသင်းနဲ့အဝေးခွင့်ပွဲစဉ်မှာလည်းနိုင်ပွဲရယူကာသူတို့ရဲ့နိုင်ပွဲဆက်မှုမှတ်တမ်းကိုဆက်ထိန်းနိုင်ဖို့ပြင်မှတ်ထားနေတာပါ။ယူနိုက်တက်ကစားသမားဟောင်းနာနီကအသင်းဟာလက်ရှိသွားနေတဲ့ပုံစံကိုဆက်ထိန်းနိုင်ရင်ပရီးမီးယားလိဖလားကိုရရှိဖို့အခွင့်အရေးရှိနိုင်တယ်လို့ယုံကြည်မှုရှိနေပါတယ်။ဒါအပြင်နာနီကကလပ်မှာကြီးမားတဲ့ပြောင်းလဲမှုတွေရှိတဲ့အတွက်အချိန်လွယ်ပြီးအာမော်ရီဟာနီးပြကောင်တူးဖြစ်တယ်လို့ပြော လုပ်ရပါတယ်။ United အသင်းဟာဒီအာဒီမှာဥရောပပြိုင်ပွဲရှင်းပြိုင်ခွင့်အများရှိခဲ့တာကတစ်ဖက်မှာအသင်းတို့အထောက်အကူဖြစ်စေခဲ့ပေမယ့်ပရိသတ်တွေအတွက်တော့ကိုယ်အသင်းကိုဥရောပပြိုင်ပွဲမှာမမြင်တွေ့ရတာစိတ်ပျက်ကြတယ်လို့နာဒီကပြောခဲ့ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ31ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစီရှင်။ Thank you.